ုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာမလေးရှားနိုင်ငံမှာနေထိုင်ရဲ့ UHCR ကိုကိုယ်တိုင်လျှောက်တဲ့နီလန်းလေးရဲ့ပြီးကိုကဖုန်းနံပါတ် update လုပ်နေအပြင်ဖန်ဆီခံရကြောင်းကိုအကြောင်းကြားနေဒီအရာတွေအားလုံးကိုကျွန်တော်ဗီဒီယို define နဲ့အကုန်လုံးကိုရှင်းပြသွားမှာဖြစ်ပါတယ် UHCR new registration ဆိုတဲ့နေရာကိုပြောရှာလိုက်မယ် ပြီးလို့ရှိရင်ကျွန်တော်တွေ့မှာ refugee မလေးရှားဆိုတဲ့စာတန်းလေးရအောင်မှာ contact ဆိုတဲ့နေရာလေးတွေ့မှာပါအဲ contact လေးကိုနှိမ့်လိုက်ပါအဲတော့အင်္ဂလိပ်လိုပဲ form ရှိမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တွေ့မှာ are you registered when you are hcr ဆိုတဲ့ challenge တွေကိုကျွန်တော်ရွေးကန်းတယ်နေရာ register လုပ်ထားတာရှိလားမရှိဘူးလားပေါ့ ပြီးလို့ရှိရင် appointment ကတ်ရှိမရှိပြီးလို့ရှိရင် UNHCR ကိုမလေးရှားမှာရှောက်ထားမရှောက်ထားအခုကျွန်တော်ယူရမှာဆောရအောင်ဆုံး register လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ no i am no register ဆိုတဲ့နေရာလေးကျွန်တော်ယူလိုက်ပါတယ်ပြီးရင် update phone number ပြီးလို့ရှိရင် update email address ပြီးလို့ရှိရင် update home address ဖုန်းနံပါတ်ချိန်မယ် email လိပ်စာချိန်မယ်ပြီးတော့နေရာလိပ်စာတွေချိန်မယ်အသက်ရှောက်မှာဆိုလို့ရှိရင် request for new registration နေရာလေးကိုကျွန်တော်ပြလိုက်မယ်။ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ report arrest and detention ဆိုတဲ့နေရာလေးကိုကျွန်တော်တို့အဖမ်းဆီးခံရတဲ့အချက်လက်တွေဆိုလို့ရှိရင်ကျွန်တော်ဒီမှာပို့ရတယ်။ဒါတော့သိဆုံးသွားတဲ့လူတွေရဲ့အကြောင်းကိုကျွန်တော်တို့အမှ UNHCR ကတ်ရှိထားတဲ့ဆာရရှိရလူပြောင်းကတည်ဆုံးသွားတဲ့အကြောင်းကျွန်တော်တို့ပြောပြပြီး report တင်တာပေါ့နော် ပြီးလို့ရှိရင် next ကိုနောက်တစ်ကြိမ်ခတ်ပြီးတော့ your your sci ဒီပြဆိုတဲ့နေရာအောက်မှာ next ကိုထပ်ပြီးတော့နှိပ်ပေးပါအာဆိုတဲ့ဒီပြဆိုတဲ့နေရာမှာကျတော့ကိုကနာမည်ကိုဖြည့်ပါနာမည်ကကိုရှောက်မဲ့သူရဲ့နာမည်ပေါ့နော်ရေးပါပြီးလို့ရှိရင် phone number phone number နှလုံးလိုတယ်ပေါ့ခုမှတကယ်ချင်းရှိတယ်ဆိုလို့ရှိရင်ပထမဆုံးနေရာမှာကိုယ့်ရဲ့ phone number ပြီးရင် second tree phone number နေရာမှာကြာတော့ကိုယ့်ရဲ့တငယ်ချင်းပြပြ AM ဒါစုဝင်တရားရဲ့ပြပြ main phone number ပြပြ visa phone number ပြပြတခုကိုထည့်ပြီးထည့်ပြီးရပါပါပြီးရင် email email ဆိုတဲ့နေရာမှာလည်း email ကိုနှစ်ခါဖြည့်ပေးရမှာဖြစ်ပါတယ် email ကိုအပေါ်နဲ့အောက်ဖြည့်တဲ့အခါမှာပုံစံလေးတွေအာ gmail username အတူတူဖြည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် country or origin ကိုလာခဲ့တဲ့နိုင်ငံပေါ့ ဲ့မှာဆိုလို့ရှိရင်ကိုကဘင်္ဂလားကလာတယ်ဆိုရင်လည်းဘင်္ဂလားပေါ့ကိုလာခဲ့တဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့ကိုကယူမြန်မာစင်မြန်မာကိုယူလိုက်ပါအဲ့နဲ့ဆိုတဲ့နေရာလေးမှာကျတော့ကိုကဗာလမျိုးရခိုင်လို့ရှမ်းလို့မော်လို့အဲအဲ့မှာကိုနဲ့သက်ဆိုင်ရာလူမျိုးကိုကိုကိုယူလိုက်ပါကချင်းစကချင်းမကိုွယ်တဲ့နေရာလေးမှာလည်းထပ်ပြီးတော့ပုံကဆက်ထဲပါပြီးလို့ရှိရင်ဂျန်နာမိမရောက်ပြရွေးတဲ့နေရာဒီမှာကိုကမိမစင်မိမရောက်ပြဆိုရောက်ပြလေးကိုကျွေးပြီးတော့ထဲလိုက်ပါ ထည့်ပြီးလို့ရှိရင်မွေးသိက်ကွဲကိုဟိုကရွေးပြီးတော့ထည့်ပါမွေးသိက်ကွဲထည့်ပြီးလို့ရှိရင်မလေးရှားတက်ရော့ arrived in malaysia မလေးရှားကိုရောက်တဲ့ခုနှစ်ကအရေးအကြီးဆုံးပါ you are asia ကိုရှားတဲ့ခါမှာဆိုလို့ရှိရင်မလေးရှားကိုရောက်တဲ့ခုနှစ်တက်ကွဲကအရေးအကြီးဆုံးမွေးနေ့တွေပါတယ်ထပ်သွားရောက်လာတဲ့ခုနှစ်တက်ကွဲကအရေးအကြီးပါပြီးလို့ရှိရင်ကိုရက်တက်အအောက်မှာဟုတ်နော်အဘလောအကော်ပီအော့ရှောပတ်ဖို့ဆိုင်ဖို့တော့ အဲအဲ့ဒီနေရာလေးမှာကျတော့ကိုကဓာတ်ပုတ် site ကို site ကိုအတက်နိုင်ဆုံးသိအောင်သူကတော့လက်ခံနိုင်တဲ့ site က maximum 5 mb ကျော်တော့လက်ခံတယ်ဒါမှမဟုတ်အတက်နိုင်ဆုံးကျော်တင်တယ်1 mb နဲ့ပဲကျွန်တော်တို့အတက်နိုင်ဆုံးတင်တင်ပြီးတဲ့အကောင့်လုံးမှာအဲ့မှာရွေးလိုက်ပါရွေးပြီးလို့ရှိရင်ကိုက now တစ်ဆင့်အနေနဲ့က app family member emulation အဲ့ဒီ app family မိသားစုကိုကမိသားစုထည့်တာမိသားစုထည့်တာဆိုလို့ရှိရင်အဲ့ဒီ မိသားစုကိုထဲတဲ့မိသားစုကမလေးရှားမှာရှိနေပိုကောင်းပါတယ်။သူကမလေးရှားမှာရှိနေတဲ့မိသားစုဝင်ကိုပဲထည့်ခိုင်းတာပါ။တယောက်ရှိလဲ၃မြတ်ဆို၃မြတ်တယောက်မှမရှိဆိုရင်၃0ပဲထားလိုက်ပေါ့။ရှိတယ်ဆိုလို့ရှိရင်1 2 3အယောက်အရေအတွက်ဒီပေါ်လာအဲ့ဒီအယောက်အရေအတွက်ကို2ယောက်ဆိုလို့ရှိရင်2ယောက်ထည့်လိုက်တယ်အဲ့ဒီ2ယောက်ရဲ့အချက်လက်တွေအကုန်လုံးကိုလည်းကိုကဖြည့်ပေးရမှာဖြစ်ပါတယ်အခုကျွန်တော်ကတော့တယောက်မှမရှိဘူးဆိုပြီးတော့ကျွန်တော်0ကိုကျွေးလိုက်တယ် ရွေးလိုက်ပြီလို့ရှင်ကျွန်တော် next day ကိုဆက်သွားလိုက်ပါတယ်။ next ပြီးသွားပြီဆိုလို့ရှင်သူကအချက်လက်တွေမှတ်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 မှန်ကိုသူကစစ်ခိုင်းတယ်ဗောနော်။အချက်လက်တွေကိုကအတခြားဆဲစစ်ပြီးလို့ရှင်ဖုန်းနံပါတ်တွေဟမ်မှတ်မှတ်အမွေတက်ဂရိတ်တွေဘာတွေမှတ်မှတ်ဆိုတဲ့အချက်လက်တွေသူကအကုန်လုံးစစ်ခိုင်းတယ်။စစ်ခိုင်းပြီးလို့ရှင် USCI ရဲ့အကုန်လုံးအချက်လက်တွေကိုမှန်ကန်ပြီဆိုပြီးတော့ဒီ next လေးကိုနှိမ့်လိုက်ပြီဆိုလို့ရှင်နောက်ဆုံးအဆင့်အနေနဲ့ submission confirmation ဆိုတဲ့နေရာမှာ ကိုကအရင်ထည့်ခဲ့တဲ့ email ကိုပဲပထမဆုံးဖောင်လျှောက်တော့ထည့်ခဲ့တဲ့ email ကိုပဲကိုကအပေါ်အောင်နှစ်ခုကိုမှတ်မှတ်ကဲလေးရိုက်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဆက် submit လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုလျှောက်လိုက်တဲ့ gmail ထဲကိုသူတို့ဖက်ကကို UNHCR လျှောက်တဲ့ access ကိုသူတို့ရရှိကြောင်းပြီးလို့ရှိရင်ကိုကလျှောက်လိုက်တဲ့ file ကိုသူတို့ဖက်ကနေ policy ကို PDF file အနေနဲ့သူတို့ကနေလွှဲပြောင်းပေးမှဖြစ်ပါတယ်